တမရဒွန်နယ်ထရမ့်နဲ့စစ်မဲ့ရေးရဝန်ကြီးပီထက်ဆက်တို့ဟာလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့အမေရိကန်စစ်ဗိုလ်ချုပ်ကြီးအားလုံးအပါအဝင်တခြားထိတ်တန့်စစ်ဘက်ခေါင်းဆောင်တွေကိုဒီကနေ့စက်တင်ဘာလ30ရက်နေ့မှာခေါ်ယူတွေ့ဆုံခဲ့ပါတယ် Room so cell and before this is very oh, don't laugh don't laugh you're not allowed to do that you know what just have a good time and if you want to applaud you applaud and if you want to do anything you want you can do anything you want and if you don't like what i'm saying you can leave the room course there goes your rank there goes your future virginia ပြည်နယ်အတွင်းမှာရှိတဲ့မရိန်တပ်ဖွဲ့စစ်တင်နန်းကျောင်း quantico မှာကျင်းပတဲ့ဒီအခမ်းအနားမှာမင်ကွန်းပြောကြားမဲ့တမရထရမ်ကို စောင့်နေကြသူစစ်တပ်အကြီးအကဲတွေအလုံးကခမကြီးထဲမှာအတန်လုံးဝမထွက်ဘဲငြိမ်စောင့်နေကြတာကြောင့်တမရထရမ်အတွက်အထူးအဆန်းဖြစ်သွားစေခဲ့ပေမဲ့ဒါကိုမင်ကွန်းအစမှာတမရကအရှုံးဖောက်ပြီးစပြောခဲ့တာပါဒါပေမဲ့သူပြောတဲ့ဟာတာထဲမှာဒီအခမ်းအနားကထွက်သွားရင် အလုတ်ပြုတ်မယ်ဆိုတဲ့ဇကားကအဖိုးချုပ်ကြီးတွေနဲ့အပြင်ကဒီအခမ်းအနားကိုစောင့်ကြည့်နေသူတွေအတွက်တော့ရည်စရာမဟုတ်ခဲ့ပါဘူး။လိုအပ်ရင်အမေရိကန်နိုင်ငံတွင်းကမြို့ပြတွေမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေကိုနှိမ်နှင်းဖို့စစ်တပ်ကိုအသုံးပြုရမှာဖြစ်ကြောင်းလဲတမရထွန်းကပြောခဲ့ပါတယ်။စစ်တပ်ကိုအမေရိကန်နိုင်ငံအတွင်းကမြို့ပြရာဇဝမှုနှိမ်နှင်းရေးကိစ္စတွေမှာခေါ်ယူအသုံးချတာဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တဲ့လုပ်ရဖြစ်တယ်လို့အီလီနွိုင်းပြည်နယ်အထက်လွှတ်တော်အမတ်တအူးလည်းဖြစ် ကိုရင်ကလည်းစစ်တပ်မှဒုတိယဗိုလ်မှူးကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ Tammy Duckworth ကပြောပါတယ် and unconstitutional uh you cannot deploy uh our military onto the streets of our cities စစ်မရေးရဝန်ကြီး headset ကတော့အခြေခံအဖြစ်စစ်သားတွေဟာစစ်သားလိုကြင်ကြံနေထိုင်လေ့ကျင့်ရမယ်ဆိုတာကိုအဓိကထားပြောကြားခဲ့ပါတယ်အထူးသဖြင့်ဝါတုတ်ပိုက်ရွှဲနေတဲ့ဗိုလ်ချုပ်ကြီးတွေပင်ဒဂွန်စစ်ဌာနချုပ်အတင်းမှာတွေ့နေရတာဟာစစ်တပ်အတွက်ရုပ်ပြမကောင်းကြောင်း ဒါကြောင့်သူ့အဆိုအရ highest male standard လို့ဆိုတဲ့ထိတ်ဆုံးဗိုလ်ချုပ်ကြီးတွေကအစအောက်ခြေစစ်သားတွေအထိတအူးမကြံကြားမှာတန်ဆွမ်းမှုရှိမရှိဆိုတာကိုစစ်ဆေးခံကြရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီအတွက်အမျိုးသမီးစစ်မှုထမ်းတွေကဘလို့တုံ့ပြန်ကြမယ်ဆိုတာတော့မသိရပါဘူး။ဒါအပြင်စစ်သားတွေဟာစစ်တိုက်ရမှာဖြစ်တဲ့အတွက်စစ်တိုက်ဖို့အများရန်အသင့်ဖြစ်နေရမယ်လို့သူကပြောပါတယ်။တမနာထရမ့်နဲ့စစ်မဲ့ရေးရာဝန်ကြီးဟက်ဆက်တို့အနေနဲ့ ပြည်သူ့ဗန္ဓာဝင်အမြောက်များအကုန်ကြခံပြီးအခုလိုနိုင်ငံတကာမှာပြန့်နေတဲ့ဗိုလ်ချုပ်ကြီးတွေဝါရှင်တန်ကိုခေါ်ပြီးပြောဆိုဖို့မလိုအပ်လောက်တဲ့အနေအထားဖြစ်တယ်လို့သုံးသပ်ကြပါတယ်။အခုပြောတဲ့ဇာတ်ကားတွေဟာတာမန်အီးမေးလ်ကနေတဆင့်ပို့ပြီးပြောရင်လည်းရတဲ့ဇာတ်ကားတွေဖြစ်တယ်လို့ဆိုပါတယ်။အမေရိကန်နိုင်ငံရေးလေ့လာသူတွေကတော့ဒါဟာနိုင်ငံရေးကင်းစင်တဲ့စစ်တပ်ကိုနိုင်ငံရေးအယောင်ရောရှက်တဲ့တွေးဆမှုအဖြစ်သုံးသပ်ကြပါတယ်။ဒီကနေ့တွေ့ဆုံပွဲကိုတက်လာကြတဲ့ဗိုလ်ချုပ်ကြီးတွေနဲ့တခြားစစ်ဖက်အရာရှိတွေက သမရနဲ့ဝန်ကြီးတို့မိန့်ခွန်းနေပြောဆိုပြီးတိုင်းလက်ခုပ်တီးပြီးထောက်ခံကြောင်းမပြခဲ့တာဟာသူတို့ရဲ့စစ်တပ်ဘော်နိုင်ငံရေးအရာအယောင်လွှမ်းမိုးတဲ့ဒီပြောဆိုမှုတွေကိုကန့်ကွက်ကြောင်းပြသမှုဖြစ်တယ်လို့လည်းတချို့ကသုံးသပ်ပြောဆိုကြပါတယ်။ဒါကတော့အများမြင်ကွင်းသတင်းမီဒီယာတွေရှေ့မှာဖြစ်သွားတဲ့ဒီကနေ့အခမ်းအနားအစီအစဉ်ဖြစ်ပါတယ်။ဒါပေမဲ့ဒီအခမ်းအနားရဲ့နောက်ွယ်မှာတခြားဒီဗိုလ်ချုပ်ကြီးတွေနဲ့တီးတန့်တွေ့ဆုံဆွေးနွေးတာတွေဘာတွေရှိမလဲဆိုတာကတော့မသိရပါဘူးခင်ဗျ။ကျွန်တော်ဇော်ဝင်လိုက်ပါ